မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကဖြစ်ပေါ်ခဲ့တဲ့ညအပူချိန်အခြေအနေများမှာစကိုင်းတိုင်းဒေသကြီးထပိုင်းနဲ့ချင်းပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်မူချိန်တို့အောင်3ဒီဂရီဆက်စီယံရောင်းနေခဲ့ပြီး နေပြည်တော်နဲ့အေအာဝီတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလရဲ့ပုံမှန်မူချိန်တို့ထက်1ဒီဂရီဆက်စီရဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်မူချိန်တို့ထက်3ဒီဂရီဆက်စီရဲ့နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာနိုဝင်ဘာလရဲ့ပုံမှန်မူချိန်ထက်9ဒီဂရီဆက်စီရဲ့ပိုခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်မူချိန်ခန့်သာရှိခဲ့ပါတယ် မြို့လိုက်ထူးခြားတဲ့ညဘူးကျင်းချီနေများမှာ ဟာခါမြို့မှာ၄ဒသမ6ဒီဂရီဆက်စီယက်ဟုံးလင်းမြို့နဲ့ဘူတောင်မြို့တို့မှာ10ဒသမ5ဒီဂရီဆက်စီယက်စီမင်းကြီးမြို့မှာ17ဒသမ5ဒီဂရီဆက်စီယက်မချမ်းမိုးမြို့မှာ17ဒီဂရီဆက်စီယက်မိုးညင်းမြို့မှာ73ဒသမ5ဒီဂရီဆက်စီယက်ကလေးဝါမြို့မှာ73ဒသမ8ဒီဂရီဆက်စီယက်ရိုင်းလင်းမြို့မှာ14ဒီဂရီဆက်စီယက်နဲ့ ခန်းဒီမြို့မှာ14.4ဒဂရီဆက်စီယက်ဒိုဖြစ်ကြပါတယ်။မြို့လာရွာသွန်းခဲ့တဲ့မှတ်သားဝယ်ရာမူရီချိန်များမှာတာချီလေးမြို့မှာ3.8နှစ်လက်မှကိုကိုကျွန်းမြို့မှာ3.59လက်မှမိုင်းဖြတ်မြို့မှာ3.48လက်မှမိုင်းရောင်းမြို့မှာ3.44လက်မှကောတောင်မြို့နဲ့ကျိုင်းတုံမြို့တို့မှာ3.28လက်မှစီမိုင်းဆက်မြို့မှာ3.2လက်မှနဲ့ ကွန်ကရစ်မြို့နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနန်းစပ်မြို့တို့မှာတုံညာဒသမတင်းနစ်လက်မစီတို့တိုက်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနအိခွဲချိန်မိုးလေဝသဂျိုတို့မှာဖမ်းရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိမ်ကင်းစင်စလာရှိနေပြီးဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိမ်တဲ့တမတိတ်ထူးထက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ တနင်္သာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်းများဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေလျားရံနေရာတစ်လျှောက်မှာမိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြင်းခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိတိဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ ီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံတောင်ပိုင်းဆွန်းဒေသတွေမှာ လေပြင်းရယုံနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဒီကနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့တိရီလင်္ကာနိုင်ငံမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ယုံဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလီဗီးယားနဲ့ယေဝန်ဟာနောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းညစာရွေလျားနိုင်တယ်လို့ခန့်မှန်းရပါတယ် မြမပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုံတမာခွေမွန်တနင်္သာရီကမ်းရိုးတဲ့တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေးပြင်းကြစဉ်ရင်းပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြဝကျွန်းပေါ်မုံတမာခွေမွန်တနင်္သာရီကမ်းရိုးတဲ့တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှ၁၀ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလှိုင်းတည်တည်ရှိပါမယ်။လှိုင်းမြမ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွတ်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေကမ်းရှိနိုင်ပါတယ်။မနေ့ပြန်မနေ့အထိခံမှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာနှံပြရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်ကယားပြည်နယ်အေယာဝီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတရင်တည်ဖြစ်ထွန်းပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒါခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ဤတော်ရဲ့အတွက်မနက်ဖြန်မနက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အနေအဆုံးပူချိန်မှာ27ဒီဂရီဆက်စီယပ်80ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆက်စီယပ်88ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတော်ရဲ့အတွက်မနက်ဖြန်မနက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ် အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီယက်83ဒီဂရီ ဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ32ဒီဂရီဆက်စီယက်60ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တိမ်ဖြစ်ထွန်းပါမယ်။အနည်းဆုံးဘူးချိန်မှာ27ဒီဂရီဆက်စီယက်80ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီယက်63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြမ်းနေရာကျကျမိုးထချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗီတာသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်။